စီစဉ်ရာပြည်သူ့ရှိဆောင်ပါတီဥက္ကဋ္ဌဒေါက်တာတတ်တက်ခိုင်မှအဖွင့်မာစကားပြောကြားပေးပါယံလေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်ရှင်အလုံးမဲမင်္ဂလာပါရှင်ဒီနေ့ကြွားရောက်လာကြတဲ့ကျွန်တော်တို့ပါတီဝင်တွေပေါ့နော်ဟိုကိုမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ဥစွာနှုတ်ခွန်းဆက်သပါပါတယ်အဲဒီနေ့အခမ်းအနားကိုကျွန်တော်တို့ကခုနကပေါ့နော်အခမ်းအနားမူး ဟိုရှင်းပြသွားတယ်လို့ပဲအစီအစဉ်၁ရက်နဲ့ကျင်းပမှာ ဖြစ်ပါတယ်။နော်အဓိကကတော့ကျမတို့ပါတီဝင်တွေနဲ့တွေ့ဆုံတယ်။ပါတီကိုစိတ်ဝင်စားတဲ့သူတွေပေါ့နော်။ပြီးလို့ရှိရင်မြို့မီမြို့ဖတွေနဲ့တွေ့ဆုံခြင်းဖြစ်ပါတယ်ရှင်။နော်ကျမတို့အဲပြည်သူ့ရှေ့ဆောင်ပါတီရဲ့ဘို့လှုပ်မှုဆောင်အဖွဲ့တော်တော်များများလဲဒီနေ့ပါလာတာဖြစ်ပါတယ်။အဲနောက်တော့လဲကျမတို့လူငယ်တွေပေါ့ရှင်။လူငယ်စကားဝိုင်းလဲကျမတို့ဆောင်ရွက်มาဖြစ်ပါတယ်။အဲ့ဒါကတော့အဲကျမတို့ခေါင်းစဉ် ၃လေးမျိုးနဲ့ပေါ့နော်တယောက်ချင်းစီကနေဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်။နောက်ပထမဦးစွာပထမဦးစွာကျွန်တော်တို့ဒီအခမ်းအနားကိုဟိုကြီးမှုပြီးတော့မှကျင်းပပေးတဲ့ရန်ကုန်တိုင်းအမှုဆောင်အဖွဲ့ကိုကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ရှင်။ရန်ကုန်တိုင်းအမှုဆောင်အဖွဲ့လို့ပြောပေမဲ့လည်းပေါ့နော်။ရန်ကုန်တိုင်းအမှုဆောင်အဖွဲ့ထဲမှာပါတဲ့နော်ခရိုင်နဲ့မြို့နယ်အဆင့်ဆင့်မှာရှိတဲ့အမှုဆောင်များလည်းကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ရှင်။ဒါဒီ ဟိုဒီပွဲတစ်ခုလုပ်ဖို့ဆိုတာမလွယ်ပါဘူးဒီပွဲတစ်ခုလုပ်ဖို့အတွက်ကိုလူတိုင်းကကြရအခမ်းကဏ္ဍကနေပြီးတော့မှပူးပေါင်းဆောင်ရွက်တဲ့အတွက်ဒီလိုပွဲကိုတွေ့ဆုံပွဲကိုအောင်အောင်မြင်မြင်ကျင်းပနိုင်ခြင်းဖြစ်ပါတယ်။နောက်ဒုတိယတစ်ခုကတော့ကျမတို့ကျမတို့ရဲ့ဒီလိုပွဲမျိုးကိုပေါ့နော်အဲဒီလိုနေရာမျိုးမှာကျင်းပခွင့်ပြုတဲ့ဒီအုပ်ချုပ်ရေးအဖွဲ့အစည်းတွေအဲပြီးလို့ရှိရင်ကျမတို့လာလာတဲ့အချိန်မှာဒီလိုပွဲကျင်းပတဲ့အချိန်မှာလုံခြုံရေးယူပေးတဲ့အဖွဲ့အစည်းတွေအားလုံးကိုလည်း ယေရှုတင်ရှိကြအောင်ပြောကြားလိုပါတယ်ရှင်။တော့ပထမဦးဆုံးနေနဲ့ကျွန်တော်တို့ကပြီးခဲ့တဲ့ September လ၈ရက်နေ့ကနေပြီးတော့မှ22ရက်နေ့ထိကျွန်တော်တို့ကိုစလဲလောင်းတွေကျွန်တော်တို့ရှောက်ထားခဲ့ကြပါတယ်။ရှောက်ထားတဲ့အနေမှာကျွန်တော်တို့ပါတီအနေနဲ့တော့ကိုစလဲလောင်းပေါင်းအ682ဦးကျွန်တော်တို့ရှောက်ထားခဲ့တာဖြစ်ပါတယ်အဲတင်သွင်းခဲ့တာဖြစ်ပါတယ်အဲ့လိုတင်သွင်းတဲ့အထဲမှာရန်ကုန်တိုင်းကတော့ကျွန်တော်တို့45မြို့နယ်အပြည့်မှာကျွန်တော်တို့ရှင်ပြိုင်နိုင်တာ ဖြစ်ပါတယ်ရှင့် အဲ့ဒါကတော့ကျမတို့ဗဟုအလုံးမှုဆောင်ရဲ့ဥဆောင်မှုရောနော်တိုင်းအမှုဆောင်ရဲ့ဥဆောင်မှုနဲ့ရောကျမတို့ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါလေရှင်။နော်အခုလိုမျိုးအချိန်မှာကိုယ်စလဲလောင်းလုပ်ဖို့ဆိုပြီးတော့မှတချို့လဲစိုးရင်စိတ်တွေရှိတာရှိပါတယ်။အဲနောက်တစ်ခုကတော့ကာယကံရှင်ကကာယကံရှင်အနေနဲ့အဲစိတ်ပါသည့်တိုင်အောင်တောင်မှမိသားစုကစိုးရင်လို့ခွင့်မပြုတာတို့ဘာလို့လဲရှိပါတယ်။သို့တော်လဲ အဲကျွန်တော်တို့နိုင်ငံရေးလုပ်တယ်ဆိုတာလေတတိတော့လည်းရှိရတာပေါ့ရှင်။အဲကိုအန်ဒီရဲ့လည်းကိုကြည့်ဆောင်ရမယ်။ဒါပေမဲ့လည်းဟိုကြောက်ပြီးဘာမှမလုပ်လို့လည်းဘာမှဖြစ်လာမှာမဟုတ်ပါဘူးရှင်။နောက်အဲ့ဒါကြောင့်မလို့ကိုစလေလောင်းနေနေနဲ့ပါဝင်ကြတဲ့ကျွန်တော်တို့အဲကျွန်တော်တို့ပါတီကိုပူစားပြုပြီးတော့မှကိုစလေလောင်းနေနဲ့ရှင်ပြိုင်ကြမယ်။အဲကိုစလေလောင်းများအားလုံးပေါ့နော်။အဲဂျေစုတင်ရှိချောင်းပြောကြားလိုပါလေရှင်။နောက်ကိုစလေလောင်းအနေနဲ့ပေါ့နော်ခုနကတော့ဟိုစုစုပေါင်းကတော့ကျွန်တော်တို့680နှစ်ဦးဖြစ်ပါတယ်အဲ့ဒီမှာမှ ပြည်သူ့လွှတ်တော်က193ဦးကျွန်တော်တို့ဝင်ရောက်ရှင်းပြမှာဖြစ်ပါတယ်။အမျိုးသားလွှတ်တော်ကတော့145ဦးဝင်ရောက်ရှင်းပြမှာဖြစ်ပါတယ်ရှင်။အဲ့ဒါကြောင့်မလို့စုစုပေါင်းစုစုပေါင်းကျွန်တော်တို့ပြည်တော်စုလွှတ်တော်လို့ပြောလို့ရှိရင်338ဦးဝင်ရောက်ရှင်းပြမှာဖြစ်ပါတယ်ရှင်။ပြီးရန်ကုန်တိုင်းအတွက်ဆိုလို့ရှိရင်တော့ရန်ကုန်တိုင်းလွှတ်တော်အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်စားလှယ်ပေါင်း320ရှင်းပြမှာဖြစ်ပါတယ်။ အရန်ကုန်တိုင်းမဟုတ်ပါဘူးရှင်ဒီတိုင်းနဲ့ပြည်နယ်ပေါ့နော်တိုင်းနဲ့ပြည်နယ်အဲလွတ်တော်တွေအတွက်ဆိုလို့ရှိရင်မြန်မာတပြည်လုံးတိုင်းတာနဲ့ကျမတို့320အဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်အဲနောက်တော့ကျမတို့တိုင်းရင်းသားကိုယ်စားလှယ်တွေရှိပါတယ်ရှင်တိုင်းရင်းသားကိုယ်စားလှယ်တွေအနေနဲ့ရန်ကုန်မှာဆိုလို့ရှိရင်ကရင်တိုင်းရင်းသားကိုယ်စားလှယ်ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်ဝင်ပြိုင်မှာဖြစ်ပါတယ်ဒီလိုကိုယ်စားလှယ်နှစ်ဦးအပါအဝင်ပေါ့နော်အဲကျမတို့မြန်မာတပြည်လုံးမှာ အဲကိုစလေပေါင်း24ဦးပေါ့ရှင်29ဦးနေရာမှာကျွန်တော်တို့24နေရာမှာကျွန်တော်တို့ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်ရှင်ဒီရန်ကုန်တိုင်းအနေနဲ့ပြောလို့ရှိရင်တော့ရန်ကုန်တိုင်းဟာအဲကျွန်တော်တို့ဒီအသက်အရွယ်အားဖြင့်ပေါ့နော် ကိုစလေတွေကိုခွဲခြားစိတ်ဖြာလို့ရှိရင်35နှစ်အောက်လူငယ်ကိုစလေလောင်း15ရာခိုင်နှုန်းပါဝင်တာဖြစ်ပါတယ်ရှင်နေ36နှစ်နဲ့အသက်50ကြာလူလတ်ပိုင်းပေါ့ရှင် လူလတ်ပိုင်းကတော့53ရာခိုင်နှုန်းနဲ့အများဆုံးပါဝင်တာဖြစ်ပါလေရှင့်အသက်52နှစ်ကျော်တဲ့သူတွေ32ရာခိုင်နှုန်းပါဝင်တာဖြစ်ပါလေရှင့်အဲ့ဒါကတော့ကျွန်တော်တို့အသက်နဲ့ခွဲခြားစိတ်ဖြာထားတာပါအပီလို့ရှိရင်ရန်ကုန်တိုင်းမှာကြားမအကြားမပေါ့ရှင်ကြားမအချိုးအနေနဲ့ဆိုလို့ရှိရင်အမျိုးသား66ရာခိုင်နှုန်းနဲ့အမျိုးသမီး34ရာခိုင်နှုန်းပါဝင်တာဖြစ်ပါလေရှင်စုစုပေါင်းဟိုတရာမှာဆိုရင်66ယောက်ကအမျိုးသားတွေ34ယောက်ကအမျိုးသမီးတွေဖြစ်ပါလေ ျမတို့ရန်ကုန်တိုင်းမှာတော့အဲရန်ကုန်တိုင်းရဲ့တိုင်းရင်းသားကိုယ်စားလှယ်2ဦးအပါဝင်ပေါ့နော်အဲကျမတို့100နဲ့100နဲ့40နဲ့9ဦးထန်နေရှင်အဝင်ဝင်ရောက်ရှင်ပြိုင်တာဖြစ်ပါတယ်ရှင်။နောက်ကျမတို့ပါတီအကြောင်းပေါ့နော်ဒါပါတီဝင်တွေလည်းစုံစုံညီညီရှိတယ်။အဲကျမတို့ကတွန်တွေးတွန်တေးခရိုင်မှာရှိတယ်ကျမတို့ရဲ့ပါတီဝင်တွေတွေ့ဆုံပွဲဖြစ်တဲ့အတွက်ကြောင့်မလို့အဲပါတီအကြောင်းသိကောင်းစရာလေးလည်းကျမအဲရှင်းလင်းတင်ပြခြင်းပါတယ်ရှင်။ ကျွန်တော်တို့ပါတီကတော့2019ခုနှစ်အဲအောက်တိုဘာ23ရက်နေ့မှာကျွန်တော်တို့ပါတီမှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်ဒီပါတီတီထောင်ခြင်းကိုကျွန်တော်တို့အပိုင်း3ပိုင်းနဲ့ဆောင်ရွက်ပါတယ်ရှင်ပထမပိုင်းကတော့ပါတီမတီထောင်ရင်ပြင်ဆင်တာပေါ့နော်ပြင်ဆင်တဲ့အနေနဲ့ကျွန်တော်တို့ပါတီရဲ့ဖွဲ့စည်းပုံစီမင်းကျွန်တော်တို့ဆွဲပါတယ်အဲ့လိုဆွဲကြတဲ့အချိန်မှာနိုင်ငံတကာမှာရှိတဲ့ဖွဲ့စည်းပုံပါတီဒီမိုကရေစီနိုင်ငံတွေရဲ့ ပါတီဖွဲ့စည်းပုံစီမင်းတွေကိုကျမတို့သူတေသနာလုပ်ပြီးတော့မှကျမတို့မြန်မာနိုင်ငံနဲ့စီလျော်တဲ့ပုံစံနဲ့ကျမတို့ရေးဆွဲခဲ့တာဖြစ်ပါတယ်။နောက်အဲ့ဒါကိုလည်းကျမတို့2019ကတစ်ချိန်ပြီးလို့ရှိရင်2023မှာတစ်ချိန်ကျမတို့အဲဒီပါတီဖွဲ့စည်းပုံစီမင်းကောင်းအောင်ကျမတို့ပြုပြင်ခဲ့ပြီးဖြစ်ပါတယ်ရှင့်။အဲထပ်ပြီးပြုပြင်စရာတွေရှိတယ်ဆိုရင်လည်းကျမတို့လုပ်ရင်းကိုင်ရင်းနဲ့အဲကျမတို့သင်ခန်းစာယူပြီးတော့မှပြင်စရာရှိလဲကျမတို့ဆက်လက်ပြုပြင်သွားမှာဖြစ်ပါတယ်ရှင့်။